တော့စစ်ကောင်စီဘက်ကဒီလိုမျိုးလက်နက်အပြည့်စုံနဲ့အင်အားအပြည့်ပါတဲ့စစ်ကြောင်းကအညာသားတွေရဲ့တိုက်ပွဲဝင်မှုအောက်မှာဒါတော်တော်လေးကိုဖျော်ဖျက်ဖြစ်နေတဲ့အနေအထားတွေကိုဒါမှန်းကြည့်တာနဲ့တင်သိရတယ်ဗောနော်။လာပါ ကျွန်တော်သတင်းကောင်းနေသတင်းကောင်းနေရှိတယ်ကျွန်တော်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ဒါဆလင်းမျိုးနယ်တဲကပေါ့နော်မြေဥခင်အမှတ်တက်ရင်းနဲ့ဒါပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဒါအောင်မြင်ထားတယ်ပေါ့နော်အင်အား150ပါတဲ့စစ်ကြောင်းကိုပြင်းထားတဲ့ဗီဒီယိုအဲ့ဗီဒီယိုဖိုင်ဒါတိုက်ပွဲဗီဒီယိုဖိုင်ပေါ့နော်အဲ့ဒါကြည့်ပြီးသွားရလားမသိကျွန်တော်တို့အဲ့ဟာကြည့်ပြီးတော့တော်တော်ကို အာဘတရားရှိတယ်ပေါ့နော်အဖွဲ့တွေရဲ့ဒါတိုက်ပွဲဝင်နေရင်းနဲ့ပြောတဲ့စကားတွေအော်ဟစ်ပြီးတော့ဒါလုံးဝဒါကြွေးကြော်တဲ့အတန်တွေပေါ့နော်အဲ့ဒါတွေကစတော်တော်ကိုအားရစရာကောင်းတယ် အဲပြီးတော့ဒါအဒီတိုက်ပွဲမှာဆိုရင်လေဒါ28ရောက်လာမသိတာသူတို့ဘက်ကဒါစစ်ကောင်စီဘက်ကပေါ့နော်အကြဆုံးနေရှိတယ်အဲတေဆုံးနေရှိတယ်ပေါ့နော်အဲအဲ့ဟာကြီးအင်အား150ပါတဲ့စစ်ကြောင်းရ150ပါတဲ့စစ်ကြောင်းကိုတပ်ဖွဲ့တွေကဟိုမမှုတော့ဘူးပေါ့နော်မမှုတော့ဘူးအင်အားရာကျော်ဆိုတဲ့ဟာကတကယ်တမ်းတွက်ကြည့်မယ်ဆိုရင်သူတို့ရပါသူတို့မှာကင်ဆောင်လာတဲ့လက်နက်တွေနဲ့ပဲတွက်ကြည့်အောင်အဲဘာဖြစ်လို့လဲဆိုတော့သူက150မှာ150လုံးကသူကလက်နက်ပါတယ် စစ်ကောင်စီကသူတို့စီမှာဒါလက်နက်စက်ရုံတရားစာရှိတာဖြစ်တဲ့အတွက်သူတို့ရဲ့စစ်သားတိုင်းကိုလက်နက်တယောက်တစ်လက်စီပေးထားနိုင်တယ်။အဲဒီမှာဒါလက်နက်ကြီးတွေပါမယ်ပြည်အားကောင်းတဲ့တနက်တွေပါမယ်အဲလိုမျိုးအနေထားနဲ့လာတဲ့အင်အား150ကျော်စစ်ကောင်စစ်ကြောင်းပေါ့နော်အဲကျွန်တော်ဒါပူပေါင်းတပ်ဖွဲ့တွေကပေါ့နော်လုံးဝရင်မခုံဘူးဖြုတ်တာ။ဟာအဖွဲတွေစပြီးအဲ့ဗီဒီယိုကြည့်လိုက်ပါဆိုနေကစအော်ရပါလဲဆိုတော့အဲ့အောင်ဘင်း။အဲ့မှာဘင်းဆိုတဲ့အတိုင်းနဲ့အရင်စလာတာ။အဲ့အဲ့မှာလဲစပြီးတော့ပြကြတယ်ပြကြတယ်။ဘင်းချီကျူးစရာကောင်းတဲ့ဟာကဘာလဲဆိုတော့ နေရာယူတဲ့အပိုင်းတွေမှာလည်းတော်တော်လေးမိုက်တာတွေ့ရတယ်အမြင့်နေရာတွေကနေပြီးတော့နေရာယူပြီးတော့နေရာကောင်းနေရာနေပြီးတော့ရှဲ့ဖြုတ်တာပေါ့နော်ပြီးတော့ကြွေးကြော်တဲ့အတန်တွေဆိုလည်းအရင်အားရအောင်ကောင်းတယ်ပြောကြဟဲ့အောင်ငဖဲသားกว่าဟဲ့အောင်ဆလင်းသားกว่าဟာအဲ့လိုမျိုးကြီးတွေကျုံတာပါเนาะအဲ့ပြင်ပါလေဟဲ့အောင်ကြီးကြီးกว่าတဲ့ပြစ်ပြီးသွားရင်អော်သေးရပါเนาะအညာကတည့်ရတယ်မြအခုချိန်မှာကဒီဒီလိုမျိုးຢာစီဥရုနဲ့ဆိုရင်ဘလောက်တောင်မှပူပြင်းလိုက်မလဲဆိုတာ ဒါတွေးကြည့်လို့တော့မရဘူးပြဒါပေမဲ့အဲ့လိုအနေထားမှာကိုပဲအဖွဲ့တွေကစိတ်အားတက်ကြွပြီးတော့ကျုံးနေတာဟာရမိုက်တယ်အဲပြီးတော့ဒါလွင်ပြင်းနေပို့များတယ်ပေါ့နော်ဒါအကာအကွယ်မရှိတဲ့နေရာတွေအဲအကာအကွယ်ဆိုရင်လည်းဒါပြင်းချင်းပုံစံမျိုးမဟုတ်ဘဲနဲ့ဂမူလေးတွေကုန်းလေးတွေကစင်းလေးတွေဒါမျိုးပုံစံမျိုးပဲရှိတဲ့နေရာမျိုးမှာတိုက်ပွဲတွေဖော်ဆောင်ပြီးတော့အောင်မြင်မှုတွေရနေတာအညာသားတွေလုံးဝလက်လံတယ်အပြင်အညာသားကြီးပြောတဲ့အတိုင်းပဲကျွန်တော်ကနေရာဆုံးပတ်တိုက်မှာတကယ်ကိုနေရာဆုံးပတ်တိုက်နေတဲ့အနေထားအခုကဘယ်နေရာမှာကြီးလိုက်ကြီးလိုက်အညာမှာ တိုက်ပွဲတွေဖြစ်စဉ်တွေအများအမ်းရှိတယ်ပေါ့နော်တပ်ဖွဲ့တွေကအများအမ်းတိုက်ပွဲဖော်ဆောင်နိုင်မှုအတွက်ကိုစ조사နေကြတာရှိတယ်အဲပြီးတော့ထူးခြားချက်အနေနဲ့ပြောမယ်ဆိုတော့တပ်ဖွဲ့တွေဘက်ကနေပြီးတော့အသုံးပြနိုင်တဲ့လက်နက်တွေကပို့ပြီးတော့ အားကောင်းလာတယ်ဗောနော်အားကောင်းလာတယ်ပြည့်အားကောင်းတဲ့လက်နက်တွေတုံးထားတွေ့ရတယ်အဲပြောကြလက်နက်အစစ်ဗောဗျာလက်လုံပုံစံမျိုးအပြင်မှာလက်နက်အစစ်တွေကဆပို့သုံးနိုင်တဲ့နေသားတွေလည်းတွေ့ရတယ်အဲပြီးတော့ RPG လိုတနက်တွေလည်းတွေ့ရတယ်ဗောနော်ပြည့်အားကောင်းတဲ့ဒါလက်နက်ကြီးကူအဲအကူပြည့်လက်နက်ကြီးတွေဗောနော်အဲဥစားတွေလည်းတွေ့ရတယ်ဆက်လက်ပုံစံမျိုးဗောနော်ဒါပြည့်အားကောင်းတဲ့တနက်တွေလည်းတွေ့ရတယ်အဲဥစားတွေကလည်းတိုက်ပွဲကိုတကယ်ဖိဖိစီစီနဲ့လုံမယ်ဆိုရင်အလှည့်ပြောင်းဖြစ်စေနိုင်တဲ့လက်နက်တွေဖြစ်တယ်ဗောနော်အဲအဲဥစားတွေလည်းမိုက်တယ်အဲတပ်ဖွဲ့တွေကဘယ်လိုဖြစ်လဲဆိုတော့ လက်နက်တွေခရရန်တွေကိုပဲအဓိကထားပြီးတော့လုံနေတယ်ဆိုတဲ့ဟာကသူတို့ရဲ့ဝေစားစီရင်မှုကိုကြည့်ရင်သိနိုင်တယ်ဘသူမှကြီးကအောက်ထုပ်ကြီးကအင်းကြီးအဆုံမရှိသေးဘူး အဲ့အချိုးဖွဲ့ဆို applicate account လေးနဲ့အချိုးဖွဲ့တွေဆိုဒါပစိုးလေးနဲ့ပေါ့နော်ပစိုးလေးနဲ့အချိုးဖွဲ့ဆိုအပေါ်မှာကြီကပါတယ်ဒါပေမဲ့အောက်ကတော့အရွယ်ဝေပုံစံမျိုးတွေဝတ်ဆင်ထားတယ် uniform တော့မှမစုံသေးတဲ့အနေအထားမျိုးတွေတွေ့ရတယ်ဖက်နက်ဆိုလည်းအဆင်ပြေတဲ့ဖက်နက်စီးထားတဲ့ပုံစံမျိုးပေါ့နော်အဲ့အုတ်ထုပ်ဆိုလည်းနေမပူရင်ပြီးတော့နေကရင်ပြီးတော့အရက်အုတ်ထုပ်လေးစောင်းထားတယ်ပေါ့နော်ကြီကအုတ်ထုပ်ပါညာအတက်အနေလုံခြုံမှုအတွက်ဆိုတဲ့ဟာမျိုးတွေကိုသူတို့ဥစားပြီးမစင်စားပဲနဲ့ဒီစစ်ခွေးကိုပြင်းနိုင်မှုအတွက်ကခဲရနဲ့လက်နက်ကအဓိကဆိုပြီးတော့လုံနေတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော် ပြီးတော့ကျတော့အညာသားတွေရဲ့ထုံးစံအတိုင်းဆဲတာကလည်းမိုးကိုမှုန်းနေရပဲပေါ့နော်အာအားရပါရကြီးကိုဆဲတာပေါ့နော်မင်းဘူးရင်းတက်กว่าမင်းဘူးရင်းတက်กว่าဆိုရဲအတန်နေရလဲတကယ်ညံနေရပဲအဲ့မှာဘိုးစင်ရဲဆိုပြီးတော့ဒါတရားអော်ထားရှိသေးရပေါ့နော်ရောက်နေမင်းမူချင်းတက်กว่าရောက်ငါနာမည်ဆွန်ရဲกว่าအဲရောက်နေလက်နဲ့ချအော်တော်မှာစူညံနေအောင်ကိုအော်တာပါเนาะအကျုံးတာလည်းတကယ်အားရစရာကောင်းတယ်ပေါ့เนาะအဲ့တော့စစ်ကောင်စီဘက်ကဒီလိုမျိုးလက်နဲ့အပြည့်စုံနဲ့အင်အားအပြည့်ပါတဲ့စစ်ကြောင်းကအညာသားတွေရဲ့တိုက်ပွဲဝင်မှုအောက်မှာ ဒါတော်တော်လေးကိုဖြိုဖျက်ဖြစ်နေတဲ့အနေအထားတွေကိုဒါမှန်းကြည့်တာနေတင်သိရတယ်ပေါ့နော်အဲပြီးတော့ဒါအဆုံးသက်လေးမှာဗီဒီယိုအဆုံးသက်လေးဗီဒီယိုအစ်တဲ့သမားလည်းအရင်ကောင်းတယ်နော်တကယ်မိုက်တယ်ကျွန်တော်သဘောကျတယ်အဆုံးသက်ပိုင်းတိုင်းလေးမှာပြောတော့တာရှိတယ်ပေါ့နော်အဲလက်နဲ့ချဟေးပေါ့နော်ဒို့ညီကိုအချင်းချင်းအရက်တူတူတောက်ရအောင်ပေါ့နော်ဗီယာလည်းဝယ်တိုက်မယ်တဲ့ကြက်သားချက်ထားတယ်အဲလိုမျိုးလေးပြောကြတယ်လည်းတွေ့တယ်အဲဒါပြီးတော့ဒါမင်းတို့ရဲ့ main online ခိုင်းတိုင်းမင်းတို့ရန်လုံမနေနဲ့ပေါ့အညာလေတန်းနဲ့နော်ရန်လုံမနေနဲ့ပေါ့နော်ပြီးတော့ဒါချက်ပြီးတော့တယောက်ကဗာပြောလဲဆိုတာ မင်းတို့ပြည်သူတွေကမုန်းနေပြီတဲ့အဲမင်းတို့အမေကပြောလိုက်တယ်တဲ့ဟာလူမိုက်ကြီးတွေဆိုပြီးပြောလိုက်တာမင်းတို့ခံနိုင်ရဲ့လားတဲ့အဲဒီလိုမျိုးအဲတိုက်ပွဲတဲမှာကိုဒါစိတ်သက်စစ်စင်အနေနဲ့ရောစီယုံရဲ့အနေနဲ့ပါပေါ့နော်အဲအခုနလိုမျိုးဒါစာနာထောက်ထားတဲ့ဇကားမျိုးတွေသူတို့ဘက်ကတော့ဝင်ပြီးတော့ကိုကျဲစာပြီးပြောပေးနေတဲ့အနေဒါမျိုးတွေတွေ့နေရမင်းအွန်လိုင်းခိုင်းတဲ့ရမ်းလုံးနေနဲ့မင်းတို့အသက်တွေလကားမရဘူး တော့မင်းတို့ရဲ့အမေတွေကဆမင်းတို့လူမိုက်ကြီးရေလို့ပြောနေပြီဒါတကယ်တွေးကြည့်တော့တခြားပြန်တွေးကြည့်ရင်တကယ်ဟုတ်တယ်ပြည်သူမုန်းနေပြီဆိုရဲဒါအမှန်ကန်ပဲပြည်သူကတကယ်ကိုဒီကောင်နေပေါ်မှာလုံးဝယွန်းရှာမုန်းတည်နေတဲ့ဟာကိုသူတို့ရဲ့တာသမီတွေကိုဗျာမိဘလုပ်တဲ့လူကသူတို့တာသမီတွေပြည်သူတွေကမုန်းနေတဲ့ဟာသူတို့လည်းခံစားနိုင်မှာမဟုတ်ဘူးလေအဲ့တော့ကျစစ်ကောင်စီဘက်ကစစ်သားရဲ့အနေနဲ့ကဒီဥစ္စာတွေတခြားပြန်တွေးစေချင်တယ်ငါတို့လုံနေတဲ့လောက်ရက်တွေကမှန်သေးရဲ့လားငါတို့ပြည်သူပေါ်မှာရက်ဆက်နေပြီလားအဲငါတို့ကိုပြည်သူကဘလောက်တောင်မှယွန်းရှာမုန်းတည်နေပြီလဲမင်းတို့ဖြစ်ချင်တဲ့စစ်သားအဲ့လိုမျိုးလား တကယ်ကိုတိုင်းပြည်ကိုကာကွယ်မယ်တိုင်းပြည်အတွက်လိုအပ်တဲ့စစ်သားပြည်သူကိုကာကွယ်တဲ့စစ်သားဆိုတာဒီလိုမျိုးဟုတ်ရဲ့လားဆိုတာကိုမင်းတို့ဒါစစ်ကောင်စီစစ်သားတွေစဉ်းစားဖို့ဒါအချိန်ကြပြီပေါ့နော်အဲ့လိုမှမဟုတ်ရင်တပ်ဖွဲ့တွေကတော့တည်တဲ့အတိုင်းပဲတပ်ဖွဲ့တွေရဲ့စိတ်သက်တွေတပ်ဖွဲ့တွေရဲ့ကြွေးကြော်တန်တွေကိုနားထောင်ကြည့်လိုက်မင်းတို့လိုတယောက်မှမပါဘူးအဲ့တပ်ဖွဲ့တွေကအခုဆိုရင်လက်နက်ခဲယမ်းပြည်စုံဖို့အတွက်ကိုပို့ပို့ပြီးတော့စူးစမ်းနေကြပြီအခုအုံပြူလာတဲ့လက်နက်ခဲယမ်းတွေကိုကြည့်မယ်ဆိုရင်ကိုပဲမင်းတို့တွေမျက်ခုံးလှုပ်နေမှာတေးကြတယ်ဘာလို့လဲဆိုတော့ဒီတပ်ဖွဲ့တွေက နှိမ့်ချသွားမှာမဟုတ်ဘူးဒီတပ်ဖွဲ့တွေကမြင့်တက်လာမှာပြေဆုံးလာမှာအတွေ့အကြုံတွေပိုကောင်းလာမှာအဲ့လိုမျိုးအနေထားကြရင်မင်းတို့ခုနလိုမျိုးစကားတွေလည်းပြောချင်မှပြောတော့မှာပေါ့နော်အဲ့ခါကျရင်တော့မင်းတို့ရဲ့ဘွားကဒါအဆုံးသက်လှမှာမဟုတ်ဘူးအဲ့တော့အဲ့လိုမျိုးအခြေအနေမရောက်ခင်မှာ အဲလက်နှစ်ချပါပူပေါင်းပါအလံမြူထောင်းပါဗောနော်ပြီးတော့အလံမြူထောင်းရင်လဲဒါညတိုက်ပွဲလို့နေရာမျိုးတွေမှာဗောနော်အလံမြူထောင်းညဘက်ကြီးအလံမြူမထောင်းနဲ့ရှေ့မှာဒါတပ်ဖွဲ့ဝင်ဒါဟိုတက်မှုတွေပြောသွားရရှိမှာရှိတယ်ဗောနော်ရှိတယ်အာသူတို့ကအလံမြူတော့ထောင်းတာပဲတဲ့ဒါမဲ့ညဘက်ကြီးဆိုကျွန်တော်လည်းဘာမှမမြင်ရဘူးဗောနော်အဲ့လိုမျိုးအနေထားရှိတယ်အဲ့တော့အချိန်နေနဲ့အချိန်ကပါမှာမူတည်ပြီးတော့ အလံယူထောင်းတာဖြစ်ဖြစ်လက်လက်ချတာပဲဖြစ်ဖြစ်တိတာထင်ရှားအောင်လှုပ်စေခြင်းနဲ့ညဘက်ကြီးဖြစ်တဲ့အတွက်ခုနကလိုအတန်ပြုတ်ပြီးတော့ပြောတာမျိုးအဲနေပဲဆိုရင်တော့ကိစ္စမရှိဘူးပေါ့ကွာအလံယူထောင်းတာပေါ့နော်ကွန်ဆာတက်တဲ့ကောင်တွေကလည်းထုံးမှုတွေပါလေဆောင်းထားပေါ့နော်အခုချိန်မှာအဖြူအောင်ဆိုတာကမင်းတို့အတွက်အသက်ငယ်စေးတစ်ခုပဲပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်မင်းတို့တွေအဲအချိန်မီအမြင်မှရပါစေလို့လဲဒါဆူတောင်းတယ်ပေါ့နော်မရဘူးဆိုရင်တော့တပ်ဖွဲ့တွေကပါဇက်နဲ့မပြောတော့ဘူးလက်နဲ့ကြည့်ပဲစော်နေကြပြီပေါ့နော်အဲနောက်တစ်ခုကတော့ဒါမိုးကုတ်ပေါ့နော်အဲမိုးကုတ်ကိုဒါနှစ်ရက်သုံးရက်ဇက်တိုက်ရှိပြီပေါ့နော်ဘုံကျဲတိုက်ခိုက်နေတာရှိတယ်အဲဒီ ဒီမဲအောင်လိုင်းနဲ့ပေါ့နော်မဲအောင်လိုင်းရဲ့စစ်ကောင်စီနဲ့ TNL နဲ့တွေ့ဆုံတဲ့အပိုင်းမှာဟုတ်လားလို့ တောင်းဆိုချက်တွေအပြန်အလှန်ရှိတဲ့ဂျားတွေကအဲ့ဟာတွေကမပြေလည်ဘူးအဆင်မပြေဘူးသဘောတူညီမှုမရတဲ့အတွက်ပေါ့နော်အဲခုနလိုပြန်ပြီးရွှေဆိုင်းလိုက်တယ်ပေါ့နော်ထပ်တွေးမဲ့ဟာကိုပြန်ပြီးရဒါရွှေဆိုင်းလိုက်တယ်ဆိုတော့ကြတော့အဆင်မပြေဘူးပဲဆိုကြပါစို့အဲအဲ့တော့အဆင်မပြေဘူးဆိုတဲ့နောက်မှာစစ်ကောင်စီကဘာလုပ်တယ်လဲ DNL တိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေရာတွေကိုရဲရဲဆက်ဆက်ဘုံထက်ကျဲတယ်ပေါ့နော်အဲစစ်ကောင်စီကအဲ့လိုအလုပ်ရက်တွေကိုလုပ်ပါတယ်အဲ့တော့အဲ့ဒီဒေတာမှာရှိတဲ့ပြည်သူတွေကခံစားရတယ်ပေါ့နော်အဲ့တော့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေပြောတဲ့ဟာကလည်းအဲ့ဒါပါပဲ ဘာဖြစ်လို့လဲဆိုတော့ဒါမင်းအောင်လိုင်ကကြတော့သူ့စီမှာပြည်သူဆိုတာမရှိဘူးသူ့ရဲ့လက်အောက်ငယ်သားတောင်မှ तू ကထိုးကျွေးနေတာနင်းချနေတာပေါ့နော်အဲ့တော့ तू ဆုံးရှုံးရတဲ့နေမြေတွေမှာရှိတဲ့ပြည်သူတွေကိုလည်း तू ကပြည်သူဆိုပြီးတော့ကိုချင်းစာမှာမဟုတ်ဘူးသူ့မှာကိုချင်းစာစိတ်လည်းမရှိဘူးအဲ့လိုရဲရဲဆက်ဆက်လောက်ရက်တွေကိုပဲလုံမှာပေါ့နော်အဲ့တော့ အဲ့လိုမျိုးနေရာတွေမှာအခုဆိုပို့ပြီးတော့ဖိကန်းတယ်အဲသူပြောချင်တဲ့ပုံစံကဘာလဲဆိုတော့အေးမင်းတို့ငါပြောတဲ့အတိုင်းမင်းတို့သဘောတူရင်တူငါတို့တောင်းဆိုတဲ့အတိုင်းမင်းတို့လက်ခံရင်လက်ခံလက်မခံဘူးဆိုရင်မင်းတို့ထိန်းချုပ်ထားပါတယ်နေနေမြေတွေမင်းတို့ထိန်းချုပ်ထားပါတယ်ဆိုတဲ့နေရာတွေဒေသတွေမှာငါတို့တွေအခုလိုမျိုးပဲဇက်တိုက်ဘုံကျဲတာတွေလုပ်မယ်ဒုက္ခပေးတာတွေလုပ်မယ်မင်းတို့အေးအေးဆေးဆေးနေလို့မရအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးကိုပြတာအဲ့လိုကောင်မျိုးပြောတဲ့စကားကိုကျွန်တော်တို့ကယုံကြည်ရမလားလက်ခံရမလားအဲ့လိုမျိုးပြောလိုက်လို့ဒီကောင်စကားဒီကောင်တောင်းဆိုချက်ကိုလိုက်နာပါဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်တာမဟုတ်ဘူး ဲ့လိုကောင်မျိုးကအဲ့လိုမျိုးစောင့်ခြင်းရှိတဲ့ကောင်မျိုးကိုပြောတဲ့စကားကိုကျွန်တော်တို့ကယုံကြည်ပြီးတော့လိုက်ရောလို့မရဘူးဆိုတဲ့ဟာကိုပို့ပြီးတော့တည်သာစေခြင်းတာအပို့ပြီးတော့ဒီကောင်ကိုစန့်ကျင်ကြစေခြင်းနဲ့ပို့ပြီးတော့ဒီကောင်ကိုအဲလုံးဝအမြင့်ပြတ်အောင်စူးစမ်းကြစေခြင်းနဲ့ပေါ့နော်အဲပြည်သူပေါ်မှာဘာမှငဲ့ညာတနာနဲ့စိတ်မရှိဘဲနဲ့လုံနေတဲ့လောက်ရက်တွေကတော်တော်လေးမရိုင်းနေပေါ့နော်အဲပြီးတော့ကြတော့ဒီနေရာဒီဒေတာတွေဆိုတာကအဲစစ်ကောင်စီရဲ့ဟိုးရင်တုန်းကဝင်ငွေရပေါက်ရလန်းနေရာမျိုးတွေဖြစ်တယ်အခုဆိုရင်တော်လိုင်းတပ်ဖွဲ့တွေ သိမ့်ပိုက်ထားပါတယ်ဆိုတဲ့နေရာတွေထိမ့်ချုပ်ထားပါတယ်ဆိုတဲ့နေရာတွေကအဲသူ့အတွက်ဝင်ဝေးရစေနိုင်တဲ့အဓိကလမ်းကြောင်းတွေရှိတယ်ဗောနော်အဲ့တော့အဲ့ဒီလမ်းကြောင်းတွေကအခုတော်လိုင်းတပ်ဖွဲ့တွေထိမ့်ချုပ်ထားလိုက်တဲ့အတွက်အကုန်လုံးကတော်လိုင်းတပ်ဖွဲ့တွေလက်အောက်ကိုရောက်သွားတဲ့နေမြေတွေလမ်းကြောင်းတွေအများကြီးရှိတယ်အဲရခိုင်ပြည်နယ်မှာကြည့်ရင်လည်းဒီတိုင်းပဲချင်းပြည်နယ်မှာဆိုလည်းဒီတိုင်းပဲဒါလောကနေဆက်ထောက်ပေါက်တွေအကုန်လုံးနှိပါးကပိတ်သွားတယ်ဗောနော်အကင်းပြည်နယ်ဆိုလည်းအခုဆိုရင်တဖြည်းဖြည်းနဲ့စစ်စကန်တွေဆုံခွာနေရတာရှိတယ်ထွက်ပြေးနေရရှိတယ်အဲသိမ့်ပိုက်နေတာတွေလည်းရှိတယ်ဗောနော် အဲ့ကြအဲ့လိုပုံစံမျိုးတွေဖြစ်လာနေတယ်ကချင်ပြည်နယ်မှာဆိုလည်းဒီတိုင်းပဲအဲ့ဒါဆိုသူ့ရဲ့နေဆက်နေဆက်ထွက်ပေါက်တွေနေဆက်ဒါဝင်ဝင်ရစရာလမ်းကြောင်းတွေပေါ့နော်အဲ့လမ်းကြောင်းတွေအကုန်လုံးကတော်လိုင်းတက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာမျိုးတွေဖြစ်လာတယ်အဖြစ်လာတော့ကျတော့သူ့အနေနဲ့ဒါကြက်တဲလာတဲ့အခက်ခဲတွေကိုဒါသူတော်တော်ရင်ဆိုင်နေရတယ်ပေါ့နော်နောက်တစ်ခုကမစားရတဲ့အမဲတဲနဲ့ပတ်တဲ့ပုံစံမျိုးပေါ့ဗျာအဲတချို့နေရာတွေမှာကအဲဒီတော်လိုင်းတက်ဖွဲ့တွေကခုနလိုမျိုးဒါအုပ်ချုပ်မှုဒါရန်ရီတွေစတင်လက်ပတ်တဲ့အခါမျိုးတွေမှာဒါအခွန်အခအနေနဲ့ကောက်ယူတာရရှိတယ် အဲတချို့အတန်ထွက်နေတဲ့ဟာတွေလည်းရှိတာပေါ့အဲဒါတွေကတော့ဒါကျွန်တော်တို့အဲဥဆောင်နေသူတွေကလိုက်လံဖြည့်ရှင်းပေးရမယ့်အရာတွေဖြစ်တယ်အပြည်သူပေါ်မှာ night season မလုပ်ဖို့ပေါ့နော်အဲပြီးတော့ဒီဟာနိုင်ငံရဲ့တည်ရန်စာတောက်ကိုတော်လိုင်းမှာအကျိုးရှိတဲ့နေရာတွေမှာတုံးမယ်ဆိုရင်တော့ပြည်သူကတော့ကြည်ယူပါတယ်ပေါ့နော်အဲတော့じゃအဲ့လိုနေရာမျိုးတွေဒါရွှေလုတ်ကွက်လိုနေရာမျိုးတွေရေနံရှိတဲ့နေရာမျိုးတွေဒီလိုနေရာမျိုးတွေမှာတော်လိုင်းတပ်ဖွဲ့တွေကဒါအုပ်ချုပ်မှုရန်နေရာတွေတိစောက်လာနိုင်ပြီးတော့အခွန်အခိုင်နဲ့ပတ်သက်ပြီးလေပတ်လာနိုင်တဲ့အခါကျတော့ ဒီနေရာမျိုးတွေကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တာမျိုးတွေလုပ်တယ်ဒုက္ခပေးတာတွေလုပ်တယ်အဲဟိုတလောကဆိုရင်ဒါရွှေလုတ်ကွက်တွေနဲ့ပတ်သက်လို့အဲ့ဘက်မှာရှိတဲ့ဒါဒေသခံပြည်သူတယောက်နဲ့ကျွန်တော်နဲ့တော်တော်လေးရင်းနေရင်းနေတော့ကြတော့ကျွန်တော်တို့ဘက်ကဘုံလာကျဲတယ်တဲ့အဲဘုံလာကျဲဆိုတာဒီမေအောင်လိုင်းစစ်တပ်ကကျဲတာတဲ့ဟာခင်ဗျားတို့အရင်တော့အဲ့နေရာတွေကမေအောင်လိုင်းစစ်တပ်ပဲဟိုဟာဖြစ်တာ哦ဘာဖြစ်လို့အဲ့လိုမျိုးကြီးကျဲရတာလဲတိုက်ပွဲရှိလို့လားမဟုတ်ဘူးတဲ့ အရင်တော့ကတော့ဟုတ်တယ်ပေါ့နော်ဒါအဲ့ဘက်မှာရှိတဲ့တက်တွေကိုအဲသူတို့ကလာစဉ်ပတ်စံပေးရရှိအခွန်အခပုံစံမျိုးနဲ့ပေးရရှိတယ်အဲတခါတကြရင်လည်းအဲ့လိုမျိုးတွေမရဘူးပေးတာနောက်ကြတာနဲ့အဲ့နေရာတွေကိုစစ်ကြောင်းထိုးခိုင်းတာရှိစစ်ကြောင်းထိုးခိုင်းပြီးတော့အဲ့ရွှေလုတ်ကွက်တွေကိုဖမ်းခိုင်းတာမျိုးဒုက္ခပေးတာမျိုးအဲအဲ့လိုမျိုးနဲ့ဒါပန်ရှင်ကလာပြီးတော့သူတို့နဲ့တွေ့ပြီးတော့ညှိနှိုင်းပြီးတော့ခုနလိုတောင်းပန်ပြီးတော့ပတ်စံတွေအပုံလိုက်ပေးအောင်လုပ်တာမျိုးတွေရှိတယ်ပေါ့နော်အခုကျတော့အဲ့နေရာမျိုးတွေကိုတော်လိုင်းတက်ဖွဲ့တွေကအဲတင်ပိုက်နိုင်ခဲ့တဲ့အခါကျတော့အဲ့ရရှိတဲ့အခွန်အခတွေကတော်လိုင်းတက်ဖွဲ့တွေက ပြန်ပြီးတော့ဒါရရှိသွားတယ်ပေါ့နော်ရရှိသွားတယ်။ဘာဖြစ်လို့လဲဆိုတော့အာနာရှိတဲ့သူပေါ့နော်ပြည်နယ်ရဲ့အာနာပြေဝရထားတဲ့သူကိုပဲဒီခွန်ခရမှာ哦။အဲကြအဲ့လိုမျိုးရလာပြီဆိုတဲ့အချိန်မှာမင်းအောင်လိုင်စစ်တပ်ကလုံးဝမကျေနပ်ဘူး။မကျေနပ်တော့ကြတော့အဲ့လိုမျိုးယူထားပါတယ်ဆိုတဲ့အဲတော်လည်းတက်ဖွဲ့စီကိုမကျဲပဲနဲ့အဲ့ထွက်တဲ့နေရာကိုလာကျဲတာ။ဘာမှတိုက်ပွဲမဖြစ်ဘဲနဲ့လာကျဲတာ။ငါတို့မှမရဘူးဆိုရင်မင်းတို့လည်းမယူနဲ့ဆိုတဲ့ပုံစံမျိုးနဲ့လာကျဲတာပေါ့နော်ဟိုမိုးကုတ်လို့နေရာမျိုးတွေဆိုတာကလည်းအဲသူတို့အတွက် က ဟိုလောကဒါပတ်စံကိုတဲ့ယူရတဲ့နေရာမျိုးတွေတကယ်အရေးကြီးတဲ့နေရာမျိုးတွေပေါ့နော်ပြီးတော့ဒါတယံစာတာနဲ့ပတ်သက်လို့ဒါတို့အတွက်အများကြီးရတဲ့နေရာမျိုးတွေပေါ့အဲ့မှာအဲ့လိုမျိုးနေရာမျိုးတွေအများကြီးရှိတာဖြစ်တဲ့အတွက်အဲတို့ဆုံရှုံသွားပါပြီဆိုတဲ့နေရာမျိုးတွေမှာအဲခုနလိုရဲရဲဆက်ဆက်လောက်ရဲ့မျိုးတွေလောက်လာနေတယ်ပေါ့နော်ဒါကိုကြည့်ချင်းအဖြစ်လေဒါစိတ်ကောင်စီကတော်တော်လေးအဲတို့ဘက်မှာပေါ့နော်အဲရိုင်းနေနေတဲ့အနေထားမျိုးတွေတွေ့ရတယ်ဝင်ငွေရနိုင်တဲ့လမ်းကြောင်းတွေကအစအဲပိတ်ပိတ်လာတာမျိုးတွေရှိတယ်ပြီးတော့ဒါနိုင်ငံတကာရဲ့ပိတ်ဆို့မှုပေါ့နော်အဲ့နိုင်ငံတကာရဲ့ပိတ်ဆို့မှုကလည်း အဲသူတို့ဘလောက်ပဲပါဇက်ကနေပြီးတော့အေးဆေးပါကွာမထိပါဘူးကွာငါတို့အတွက်ကငါတို့ပြည်တွင်းထဲမှာပဲငါတို့ရဲ့အင်အားတွေရှိတယ်လို့အဲပြီးတော့ကျတော့ပြပအားကိုပစိယိုးကွာဘာညာနဲ့ပြောခဲ့ကြပါပဲတကယ်တကယ်တမ်းမှာတော့ထိတာပေါ့ထိတာပေါ့ဆိုတာဒါလင်းစီလိုကိစ္စမျိုးတွေကိုပဲကြည့်အဲသူတို့အနေနဲ့ကိုပိုင်ထုတ်လုပ်နိုင်တဲ့ပမာဏကတနိုင်ငံလုံးအတိုင်းအတာနဲ့ဒါလိုက်ပြီးတော့ဘုံကျဲနေတဲ့ဟာကိုမကမိဘူးအဲကျတော့သူတို့တွေဝယ်ယူရတာရှိတယ်အဲလိုမျိုးဟာမျိုးတွေကိုကျွန်တော်ကထိထိရောက်ပိတ်ဆို့တားဆီးနိုင်တယ်ဆိုရင်အဲ့ဟာတွေလည်းရော့ကြလာလိမ့်မယ် ပြီးတော့ကာဘာစာတွေပေါ့နော်ကာဘာစာတွေထုတ်လုပ်နိုင်မဲ့ဒါကုန်ကျန်းတွေအဲ့ကုန်ကျန်းတွေကိုရောင်းပေးနေတဲ့နိုင်ငံတွေရှိတယ်အဲ့နိုင်ငံတွေကိုကျွန်တော်တို့ထိထိရောက်ပြောဆိုပြီးတော့ပိတ်ဆို့ထားနိုင်တဲ့အခါကျရင်လည်းအဲ့လက်နက်တွေခဲရန်တွေကဒါထုတ်လုပ်နိုင်မှုရော့ကျလာလိမ့်မယ်ရော့ကျလာပြီဆိုတာနဲ့ခုနလိုတိုက်ပွဲဖော်ဆောင်မှုပိုင်းမှာဒါရိုက်အချိုးကျအဲ့မှာသွားပြီးတော့တို့တွေအဲအတုံးယုံနဲ့ကြဆုံးမှုဖြစ်လာစေလိမ့်မယ်ပေါ့နော်အဲအဲ့ကြတော့ အဲ့လိုအပိုင်းမျိုးတွေမှာကျွန်တော်တို့ပူပူပြီးတော့စဉ်းစားစီခြင်းနဲ့အဲ့လိုအပိုင်းမျိုးတွေကိုပူပြီးတော့ဦးစားပေးလှုပ်ဆောင်တာမျိုးတွေလည်းရှိစေခြင်းနဲ့ပေါ့နော်အဲပြီးတော့ကြတော့အဲတပ်ဖွဲ့ဝင်တွေအနေနဲ့ကလည်းနေရာနှက်မှာဒါတိုက်ပွဲပေါ်ဆောင်နိုင်မှုအတွက်ကိုတော်တော်လေးပြင်းပြင်းထန်ထန်ကြိုးပမ်းနေတာရှိတဲ့အတွက်အောင်မြင်မှုတွေကတော့တောက်လျှောက်တောက်လျှောက်ဆက်လာနိုင်မယ်။အဲဒါပေမဲ့လည်းအဲ့ဟာနဲ့အတူပဲပေါ့နော်။အဲစစ်ကောင်စီရဲ့ရုပ်မာရက်ဆက်မှုတွေကိုလည်းကျွန်တော်ပြည်သူတွေကသတိထားကြဖို့အရန်ရေးကြည့်တယ်ပေါ့နော်။အခုဆိုရင်စစ်ကောင်စီကလုံးဝသူစစ်ကောင်စီဆိုအာဏာရှင်ကလုံးဝတီးတန့်တဖွဲ့ပြက်သွားတယ်။ သူအနေနဲ့သူလုံးဝဒါသူတိုက်ခိုက်ရမယ့်သူတွေအကုန်လုံးတွက်လိုက်တဲ့ခါကျရင်ဒေါ်လာရင်တပ်ဖွဲ့တွေပါတယ်ပြည်သူတွေပါတယ်သူ့ရဲ့စစ်သားတွေတောင်ပါတယ်သူကလုံးဝတီးတန်တပ်ဖွဲ့ဖြစ်သွားပြီအဲ့သူ့ရဲ့စစ်သားတွေအားစမရှောင်မင်းနဲ့အခုဆိုဘုံလန့်ကျဲနေတာတွေကအများကြီးရှိတယ်ပေါ့နော်အဲ့ကြောင့်ဟာသူ့စစ်သားတောင်မှသူ့အတွက်အသက်ပေးနေပါတယ်ဆိုတော့စစ်သားတောင်မှသူလိုက်တက်သေးတာအဲ့တော့ပြည်သူဆိုတာဘာမှမဟုတ်လို့လဲအဲ့တော့ပြည်သူကပို့ပြီးတော့တတိကြီးကြီးထားစေခြင်းနဲ့အဲ့ဒေါ်လာရင်တပ်ဖွဲ့တွေကတော့လုံးဝအသက်ပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်ကြာဆုံးလည်းမမှုဘူးကွာဆိုတော့စိတ်ဓာတ်မျိုးတွေတော့ရှိကြတယ် အဲကြတော့ဒါပြည်သူတွေမှာကြတော့အဲ့လိုမဟုတ်ဘူးအဲတခုခုဆိုရင်စီရေးစီရဒါအတိတတိတွေဒါနေပါတဲ့ခါကြတော့ဒါခန်းစားရတဲ့ဝင်စံတွေကပုံများတာပေါ့နော်အဲတော့ကြတော့နောက်ပိုင်းအဲကိစ္စတွေမှာဒီလိုမျိုးလေးဒါကျွန်တော်တို့သိရှိပြီးတော့ပေါ့နော်အဲပြီးတော့တော်လိုင်းတက်ဖွဲ့အနေနဲ့လည်းပြည်သူကိုဒီအတိတတိနဲ့ပတ်သက်ပြီးတော့ဝေမျှပေးတာမျိုးလေးတွေလည်းလှုပ်ဆောင်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်